သာဝရမြတ်တန်နဲ့အချစ်ခံရတဲ့ဘုရားရဲ့သံသမီတယောက်စီတိုင်းကိုမင်္ဂလာနေ့တည်လေးပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ဒီနေ့6ရက်9လ2025ဒီနေ့ကနေနေ့ရက်နေ့တည်ခင်းတဲ့တိထဲမှာသာဝရဖျားသည်တင့်ကိုကောင်းကြီးပေး၍ဆောင်မတော်မူပါစေသောသာဝရဖျားသည်သင်၌မျက်နှာတော်အလင်းကိုလွှတ်၍ဂရုဏာဂျေစုပြုတော်မူပါစေသောသာဝရဖျားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသော အာမင်။ ခြေရမီတဆူမြာဒီကနေ့ကျွန်တော်တို့ရှင်ရကုတ်အဝရဆန်ခင်းကြီးလေးခန်းငယ်73 75ကိုအတူတူကဆင်ခြင်ခွာယူကြပါစို့ယနေ့နေ့ဖြန်ဤမိသောမြို့သူသွန်ချက်ကုန်အထုံမြို့၌တနှစ်ပတ်လုံးနေ၍ကုံသွဲသည်ဖြင့်အမြရအောင် ပြုကြကုန်ဟုဆိုတတ်သောသူတို့နားထောင်ကြလောနေ့ဖြန်နေ့၌အဘယ်သို့ဖြစ်မည်ကိုသင်တို့မသိကြဒီလိုအသက်ဒီအဘယ်သူသောအရာဖြစ်သည်နိခဏထင်ရှားပြီးမှကွယ်ပြောက်တတ်သောအခွင့်အရေးဖြစ်၏။ဒါရဖျားသည်အလိုတော်ရှိ၍ငါတို့သည်အသက်ရှင်လင ငါတို့ဒီလဲအသက်ရှင်လေဤတို့ပြကြကုန်အထို့တို့ပြကြကုန်ဟုတင်းတို့ဆိုတင်းရဖြစ်ချစ်တဲ့မိသားစုများလူကပလန်ချလို့ရတယ်ဒါပေမဲ့အဲ့ဒီပလန်ပြည့်မီအောင် လုံနိုင်တဲ့အစွမ်းတကူသူ့စီမှာမရှိဘာကြောင့်လဲဆိုတော့သူရဲ့အသက်တောင်မှသူမပိုင်တာဖြစ်တယ်ဒါကြောင့်မလို့ကျမ်းစာထဲမှာဗာပြောလဲဆိုတော့ ငါဟိုငါတို့ဟိုကလွတ်အောင်ဒီဟာလွတ်အောင်လွတ်ဆူတက်သောသူလို့ပြောတယ်ဆရာတကယ်တကယ်ဆိုရင်ကျွန်တော်တို့ကကိုယ့်ကိုမပိုင်ဘုရားပဲပိုင်ကိုယ့်ရဲ့ထွက်သက်ဝင်သက်ကိုမပိုင်ဘုရားပဲပိုင်ဆရာဘုရားပဲပိုင်ပိုင်တဲ့အတွက်ကြောင့်တဲ့အခုနကတော့စီပိုင်စီပိုင်လွတ်မဲ့သူပေါ့နော်ငါတို့အမြတ်ရအောင်ကုံသွဲမယ်ဒီလိုပြုမယ်ဟိုလိုပြုမယ်အဲ့လိုပြောတဲ့သူတွေနားထောင်ပါနဲ့ဖြန်နေ့ကိုအမိပြုတ်ပြီး နှက်ဖြန်နေရဘယ်သို့ဖြစ်မိကို မသိသင်တို့အသက်သည်အဘယ်သို့သောအရာဖြစ်ခဏထင်ရှားယူကိုပြောတတ်သောအခုံးငွေဖြစ်တယ်အထိပ္ပယ်ကမနှက်ဖန်ပါဖြစ်မလဲမသိနိုင်တဲ့အတွက်ကြောင့်မသိနိုင်ဘူးနောက်ကျွန်တော်တို့ရဲ့အသက်ကလည်းအခုံးငွေလိုပဲဘယ်အထိရှိမလဲဆိုတာပြောလို့မရဆိုတော့ရှိတဲ့အချိန်လေးမှာတကကကိုပိုင်တယ်လည်းမဟုတ်ဖျားပဲပိုင်တယ်ဆိုတော့အကျိုးရှိရှိအတိတ်ပဲရှိရှိ ဘုရားလူရင်းညီအသုံးပြုဖို့အတွက်ဘုရားသခင်အလိုတော်ရှိတယ်။အငယ်ဆင်းကားမှာပြောလဲဆိုတော့ဘုရားသခင်အလိုတော်ရှိရင်အဲလိုပြောသင့်တယ်ပေါ့နော်ဘုရားသခင်အလိုတော်ရှိရင်ငါတို့ဒီငါတို့လည်းအသက်ရှင်နေဆိုရင်ဒီလိုပြုလုပ်မယ်ဟိုလုံးလုပ်မယ်ဆိုပြီးတော့မှမပြောသင့်ဘူးလားဆိုပြီးတော့မှတမန်ကျမ်းစာမှာဖော်ပြထားတယ်။ဒါကြောင့်မိသားစုများဒီကနေ့နေ့တိကျနေတဲ့ကိုမရောက်ဘဲနဲ့ညတော့က ောကကြီးကနေထွက်ခွာသွားတဲ့သူတွေအများကြီးရှိတဲ့အထက်မှာဒီနေ့ကျွန်တော်ဟာဒီနေ့တနေ့တောင်ကျွန်တော်အာဒီနှစ်သိခွနဲ့သိကိုတခါမှမရောက်ဖို့တဲ့နှစ်သိကိုရောက်ရတဲ့အခွင့်ဖျားသိင်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့လည်းသခင်ယေရှုခရစ်ထမြောက်တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရှိတဲ့နေရာအသီးသီးမှာတကယ်ပဲဖခင်သခင်ကို အတူတကွအခုပြုကိုးကွယ်ဖို့အတွက်အသင်းတော်မိသားစုတွေနဲ့အတူတကွဖခင်ကိုချီးမွမ်းနိုင်ဖို့အတွက်ဒီကနေ့ဖခင်အခုပြုတဲ့နေရာကိုကျွန်တော်တို့ရောက်အောင်သွားဖို့ ရသခင်ကဒီနေ့ဒီနေ့တာပေးထားတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကြားမဲ့နှုတ်ကပတ်တော်တွေကသူပြင်ဆင်ထားတယ်ကျွန်တော်တို့ရဲ့အသက်တာကိုပြုပြင်ပေးအရာခွန်အားပေးမဲ့အရာတည်ဆောက်မဲ့အရာကျွန်တော်တို့ရဲ့အသက်တာထက်မှမလိုအပ်တဲ့အရာဖြုတ်ချမဲ့အရာတွေနှုတ်ကပတ်တော်အဖြစ်ဒီနေ့ကျွန်တော်တို့စကားပြောဖို့ရှိတယ်ဒါကြောင့်မလို့တကယ်ပဲဘုရားသခင်အလိုတော်ရှိရင်ဆိုတာကိုတကယ်သိမှတ်ပြီးတော့မှဒီနေ့ဘုရားသခင်အလိုတော်ရှိတဲ့အသက်တာနဲ့ အသက်တာကိုတည်ဆောင်ပြီးတော့မှတနေ့တောင်ကိုကျွလွန်နိုင်ဖို့အတွက်နှုတ်ကပတ်တော်အဖြစ်မြတ်တဲ့ဝင်ကနေတင့်ကိုဖျားသခင်တာရဲ့ကောင်းချီးပေးပါစေ။အာမင်။